ပေါ်တူဂယ်တနိုင်ငံသားလောက်ကျယ်ဝန်းတဲ့ကမ္ဘာအကြီးဆုံးနွားမွေးမြူရေးခြံကြီးထဲမှာဒီလိုလူတိုင်းမသိနိုင်တဲ့အကြောင်းတွေရှိနေပါရင်ပရိသတ်များလုံးဝမင်္ဂလာပါဘာမှ H3 လုံး channel ကနေကြိုဆိုပါရင်တရုတ်နိုင်ငံဟိုင်လုံဂျီရဲ့ပြည်နယ်မှာတည်ရှိတဲ့မိုဒနီဂျီယန်စီးတီမက်ကဖန်ကကမ္ဘာအကြီးဆုံးနိုသားနွားမွေးမြူရေးခြံဖြစ်နာမည်ကြီးပါရင်ဘလောက်ထိကြီးသလဲဆိုရင်ပေါ်တူဂယ်တနိုင်ငံသားလောက်ထိတောင်ကြီးမှာပါရင် ဒီကြံက2015ခုနှစ်မှာစတင်တည်ထောင်ခဲ့တာပါဒီကြံကတရုတ်နိုင်ငံက Zone Train Dairy Farming Company နဲ့ရုရှားနိုင်ငံက Savinin Bar Company ပူးပေါင်းပြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်တရုတ်နိုင်ငံမှာနှုတ်ထွက်ပြေးစီတဲ့ drug လိုအပ်ချက်တဖြည်းဖြည်းမြင့်တက်လာတာကြောင့်ဒီလိုကြီးမားတဲ့စီမံကိန်းကိုစတင်ခဲ့တာပါတရုတ်လူဦးရေ1.3ဘီလီယံကျော်ရှိတဲ့နိုင်ငံမှာနှုတ်ထွက်ပြေးစီတွေဖြစ်တဲ့ No ဒိန်ဂျင်ဒိန်ငယ်တွေကိုပုံမှန်စားသုံးလာကြပါတယ်ဒါကြောင့်ပြည်တွင်းမှာနှုတ်ထွက်လုံးမှုကိုတိုးမြှင့်ဖို့လိုအပ်လာခဲ့ပါတယ် ဒီချံကရုရှားနဲ့တရုတ်နိုင်ငံရဲ့စီးပွားရေးပူးပေါင်းမှုရဲ့ရလဒ်တစ်ခုလည်းဖြစ်ပါတယ်။နောက်၁၄ခုနှစ်မှာရုရှားကဥရောပသမဂ္ဂနဲ့အမေရိကတို့ရဲ့စီးပွားရေးပိတ်ဆို့မှုကိုရန်ဆိုင်ခဲ့ရပြီးနောက်ထပ်ပြည်စည်းတွေတင်သွင်းမှုအခက်အခဲရှိလာခဲ့ပါတယ်။ဒါကြောင့်ရုရှားဘက်ကတရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးဒီချံကိုတိစောက်ဖို့ဆုံးဖြတ်ခဲ့တာပါ။ဒီစီမံကိန်းမှာဒေါ်လာ160တန်းလောက်ယင်းနှိမ့်နှံခဲ့တယ်လို့သိရပါတယ်။ဟိုင်လုံဂျီယန်ပြည်နယ်ကိုရွေးချယ်ရတဲ့အကြောင်းအမျိုးမျိုးရှိပါတယ်။ဒီပြည်နယ်ကရာသီဥတုအေးများပြီးမြေစီဩဇာကောင်းမွန်တာကြောင့်နွားမွေးမြူရေးအတွက်တင်လျော်ပါတယ်။ ဒါပြင်ဒီဒေတာကရုရှားနိုင်ငံနဲ့နီးကပ်နေတာကြောင့်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက်အဆင်ပြေပါတယ်ဒီချိုင်း area က A က22တန်းလောက်ရှိပြီးဒါဟာပေါ်တူဂယ်နိုင်ငံတစ်ခုလုံးနဲ့ညီမျှတဲ့အရွယ်အစားပါဒီလိုကြီးမားတဲ့ area ကိုအဓိကအားဖြင့်နွားတွေအတွက်အစားဖြစ်တယ်ပြောင်းဘူးမြန်းတဲ့တခြားသီးနှံတွေစိုက်ပျိုးဖို့အသုံးပြုပါတယ်ဒါပေမဲ့နွားတွေကိုထားရှိတဲ့အဆောင်တွေကတော့ဒီ area ရဲ့အနှဲငယ်သာတုံထားပါတယ် channel မှာနွားအင်အားတွေအများအပြားရှိပါတယ်။တခုချင်းစီရဲ့အရွယ်စားကအလျား396မီတာအကျယ်24မီတာလောက်ရှိပြီးနွားအင်အားတစ်ခုမှာနွား800ကနေအကောင်1000လောက်ထိကိုထားနိုင်ပါတယ်။ဒီအင်အားတွေကိုလေဝင်လေထွက်ကောင်းအောင်ဒီဇိုင်းဆွဲထားပြီးနွားတွေရဲ့တက်တုံတက်တာရှိဖို့ဒဲကရင်တွေကိုတနေ့နှစ်ကြိမ်လဲလှယ်ပေးပါတယ်။ဒီလိုစီမံထားတာကြောင့်နွားတွေကရာသီဥတုတံကိုမခံရဘဲနိုးထုတ်လုံးမှုတည်ငြိမ်နေပါတယ်။ ဒီချက်မှာနွားကောင်ရီတသိန်းကျော်ရှိပြီးဒီနွားတွေကအဓိကအားဖြင့် host state မျိုးစိတ်ဖြစ်ပါတယ် host state နွားတွေကနှုတ်ထွက်နှုံများပြီးကမ္ဘာတွင်းနှိုးစားနွားမွေးမြူရေးမှာရေပန်းစားပါတယ်ဒီချက်မှာတကောင်ကတစ်နေ့ကိုနိုလီတာ30ကနေ40လောက်ထုတ်ပေးနိုင်ပြီးနေ့စဉ်နိုလီတာ800တန်းလောက်ထုတ်လုပ်နိုင်ပါတယ်ဒါဟာတရုတ်နိုင်ငံရဲ့နိုလိုအပ်ချက်ရဲ့တည်သားတဲ့အစိပ်ပိုင်းတစ်ခုကိုဖြည့်ဆည်းပေးနိုင်ပါတယ်နွားတွေကိုအခန်းထဲမှာထားပြီးစနစ်တကျအစာကျွေးပါတယ်အစာတွေထဲမှာပြောင်ပူမြက်ချောက်ဆိုယာသေးတွေပါဝင်ပြီးဒီအစာတွေကိုချမ်းရင်စိုက်ပျိုးရေး area ကနေထုတ်လုပ်ပါတယ် ဒါကြောင့်ဒီချံကကိုပိုင်ရဲ့စာထုတ်လုပ်မှုနဲ့နှုတ်ထုတ်လုပ်မှုကိုပေါင်းစပ်ထားတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်။ဒီချံကခင်မိနေပညာတွေကိုအသုံးပြုထားတာကြောင့်ထူကြပါရင်ဥပမာနှုတ်ညက်တဲ့အခါအလိုလျောက်ဆက်တွေကိုသုံးပါရင်ဒီဆက်တွေကနွားတကောင်ချင်းစီရဲ့နှုတ်ထွက်နှုံးကိုမှတ်တမ်းတင်ပြီးနွားရဲ့ကျန်းမာရေးကိုလည်းစောင့်ကြည့်ပေးပါရင်ဒါအပြင်နွားရဲ့အစာစားနှုန်းကျန်းမာရေးအခြေအနေတွေကို digital စနစ်နဲ့စီမံခန့်ခွဲပါရင်ခြံထဲမှာအလိုလျောက်အစာကျွေးစနစ်ရေပေးစနစ်နဲ့အမိုက်စီမံခန့်ခွဲမှုစနစ်တွေလည်းပါဝင်ပါရင် ဒီလိုနေပညာရေးကြောင့်နွားရီရဲ့တသောတသက်သာရှိမှုကိုထိမ့်သိမ်းနိုင်ပြီးနှုတ်ထုတ်လုံးမှုကိုလည်းတိုးမြင့်နိုင်ခဲ့ပါတယ်။ဒီချက်ကတရုတ်နိုင်ငံရဲ့စီးပွားရေးအတွက်အရေးကြီးတဲ့အခမ်းအကဏ္ဍမှာရှိနေပါတယ်။ဒီလိုကြီးမားတဲ့နွားမွေးမြူရေးချက်ကဘဝင်းကျင်အပေါ်တက်ရောက်မှုတွေလည်းရှိပါတယ်။နွားရီရဲ့မစင်တဲ့စီးကြောင့်ရေတုညဉ့်ဉန်းမှုမြေစီးလွားပျက်စီးမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ဒါပြင်နွားရီကနေထွက်ပေါ်တဲ့မိသိန်းတန်းငွေကရာသီဥတုပြောင်းလဲမှုကိုအနည်းငယ်တက်ရောက်စေနိုင်ပါတယ်။ဒါဝင်ရှိသူတွေကတော့ဒီပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားနေပါတယ်။ ဥပမာနွားမစင်တွေကိုဓာတ်မရောသားဖြစ်ပြန်လဲအသုံးပြုပြီးခြံရဲ့စိုက်ပျိုးရေး area တွေမှာတုံပါရီဒါပြင်ရေစိုးသန်းစင်စနစ်တွေကိုတက်ဆင်ထားပြီးရေတို့ညဉ့်ညမ်းမှုကိုလျှော့ချဖို့ကြိုးစားပါရီဒီလိုပတ်ဝန်းကျင်ထိန်းသိမ်းရေးဂျိုးပန်းမှုတွေကြောင့်ဒီခြံကရေရှည်တည်တံ့နေစီမံကိန်းတစ်ခုဖြစ်လာဖို့ရည်မှန်းထားပါရီဒီခြံကတဘာဝအရင်းမြစ်တွေကိုထိရောက်စွာအသုံးပြုပြီးလူသားတွေရဲ့နှုတ်ထွက်ပစ္စည်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တဲ့စံပြဥပမာတစ်ခုဖြစ်ပါရီ ဒီလိုကျင်းပတဲ့စီမံကိန်းတွေကနောက်လာမယ့်မျိုးဆက်တွေအတွက်လည်းစားနပ်ရိက္ခာဖိုလုံမှုကိုထိန်းသိမ်းပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။